ဒီကျွန်တော်တို့ကာကွယ်ရေးဝန်ကြီးပြည်ထောင်စုဝန်ကြီးပြည်ထောင်စုဝန်ကြီးပေါ့နော်ပြည်ထောင်စုအဆင့်အဲကာကွယ်ရေးဝန်ကြီးပြည်ထောင်စုဝန်ကြီးနေဆက်ရေးရဝန်ကြီးလဲတက်မတော်ကရပြီသားအဆင့်နဲ့ရပြီသားဆိုလို့ရှိရင်ဒီတက်မတော်ကနေကမကထလုတ်ပေးတဲ့ရွေးကောက်ပွဲနဲ့နိုင်ငံရေးပါတီကအစိုးရဖြစ်လာပြီးတော့မှလုတ်ပေးတဲ့ရွေးကောက်ပွဲနဲ့ရှင်ကြည့်လို့ရပါတယ်နိုင်ငံရေးပါတီကအစိုးရဖြစ်လာပြီးတော့ရွေးကောက်ပွဲလုတ်တယ်ဆိုတာမတမာမှုဖြစ်ဖို့ဟာပို့ပြီးတော့မှပို့ပြီးအလားအလာရှိတာပေါ့နော်ဆိုလို့ရှိရင်တက်မတော်ကလုတ်ပေးတဲ့ဦးစီးပြီးတော့မှလုတ်ပေးတဲ့ရွေးကောက်ပွဲတည်းအဲတမတမဖြစ်မယ်လို့ကျွန်မယုံကြည်ပါတယ်ရှင် ရဲမှာဆိုလို့ရှိရင်လည်း25ရာခိုင်နှုန်းပဲပါပြီးတော့မှ85ရာခိုင်နှုန်းဒီဒါပြည်သူကရွေးကောက်တင်မြောက်တဲ့အဲဒီရွေးကောက်ခံကိုယ်စားလှယ်တွေဖြစ်ပါလေရှင်အဲ့ဒါကြောင့်မလို့ဒီ2008ဖွဲ့စည်းပုံနဲ့ပဲကျမတို့ကတကယ့်ကိုပေါ့နော်ဒီအတိုက်ခံပါတီဆိုပြီးတော့မှတောက်လျှောက်ဟိုရက်တီလာတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လိုမျိုးပါတီလိုမျိုးတောင်မှအစိုးရတက်လောက်ခဲ့သေးတာပဲအဲ့ဒါဘာဖြစ်လို့2008ဖွဲ့စည်းပုံအခုချက်ထိပြောနေတာလဲပေါ့နော်ဟိုကျမတရားတက်လောက်အကဲခါရတက်လောက်တော့ဟိုတက်မတော်အာနာမသိမ်းချင်ပါဘူးရှင် တမရောအာနာမသိင်ချင်ခဲ့ပါဘူးအဲ့မတမန်မှုဖြစ်လို့တမရောအာနာထိန်းရတဲ့ကိစ္စကိုတမရောအာနာထိန်းရတာကိုပဲရုံးမယ်ဖွဲ့ပြီးတော့မှရွေးကောက်ပွဲမတမန်မှုဖြစ်တဲ့ဖြစ်ခဲ့တဲ့ကိစ္စကိုအဲကျွန်မတို့မပြောကြအောင်ပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မလို့အခုချိန်ထိနိုင်ငံရေးအရအဲကျွန်မတို့ပြည်သူလူထုကြားထဲမှာနိုင်ငံရေးအရအဲကျွန်မတို့သဘောထားကွဲလွဲတာတွေဖြစ်ပြီးတော့မှဒီနေ့ဒီအချိန်ထိတကယ်ကိုဆိုးဆိုးရွားတယ်ပေါ့နော်ကျွန်မကျွန်မအသက်58နှစ်ရှိပါပြီအဲကျွန်မတသက်လုံးမှာကျွန်မထက်ဒီကြီးကြတဲ့ပုံကိုယ်တွေလည်းပါပါတယ်ကျွန်မတသက်လုံးမှာတော့မြန်မာနိုင်ငံအခုချိန်ဆိုးဆုံးချိန်ပဲ ျမတို့အနေနဲ့တော့လေကျမတို့နိုင်ငံရေးပါတီတည်ထောင်ပြီးတော့မှရွေးကောက်ပွဲဝင်တယ်ဆိုတာဒီရွေးကောက်ပွဲကိုဦးစီးကျင်းပပေးမဲ့အပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ပေါ့နော်ဒါဒါသက်ဆိုင်ရာနိုင်ငံတော်အစိုးရရောပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့စီမံခန့်ခွဲမှုကိုလည်းကျမတို့ယုံကြည်တယ်နံပါတ်1အနံပါတ်2ကပြည်သူလူထုကိုလည်းယုံကြည်တယ်အကြမ်းဖက်ဆိုတာဘယ်သူမှလက်မခံပါဘူးရှင်ဘယ်သူမှလက်မခံပါဘူးဒီအကြမ်းဖက်လုပ်နေတဲ့သူတွေကိုယ်တိုင်လည်းသူတို့တော်တော်လေးစိတ်ဆင်းရဲကိုဆင်းရဲနဲ့ဒီအလုပ်ကိုဒါလမ်းအမှားပေါ်မှာမထူးဆခင်းနေရတယ်လို့ကျမယူဆပါတယ်ရှင်နောက်အဲ့ဒါကြောင့်မလို့ဒီဒီနိုင်ငံတကာမှာနေပြီးတော့မှ နိုင်ငံတကာကနေအဝေးကနေပြီးတော့မှမခံစားရတဲ့သူတွေမခံစားရတဲ့သူတွေပြောတဲ့စကားကိုနားမယောင်ကြပါနဲ့အဲသွေးရပြောတဲ့စကားပဲယုံကြည်လာကြပါပေါ့နော်ဒါလေးတော့ကျွန်မပြောချင်ပါတယ်ရှင်လူငယ်တူကိုပြောချင်ပါတယ်အဲဆိုလို့ရှိရင်ငင်းချမ်းတဲ့နိုင်ငံရေးကိုလှုပ်ချင်ကိုယ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုကိုယ်တိုင်ကိုယ်ကျပါဝင်ဆောင်ရွက်ချင်လို့ရှိရင်နိုင်ငံရေးနှီးလန်းနေပဲဆောင်ရွက်ကြပါလို့ကျွန်မလူငယ်တူကိုတိုက်တွန်းနှိုးဆော်လိုပါတယ်ကျွန်မတို့ပါတီအနေနဲ့လည်းလူငယ်တူကို လက်ကမ်းကျိုစစ်တပ်ဦးဆောင်တဲ့ရွေးကောက်ပွဲတမတမတ်ပူကြနိုင်တယ်လို့ဒေါ်သက်သက်ခိုင်ဘာကြောင့်ပြောလဲနိုင်ငံရေးပါတီကအစိုးရဖြစ်လာပြီးတော့မှရွေးကောက်ပွဲလုပ်တယ်ဆိုတာမတမာမှုဖြစ်ဖို့ပိုပြီးအလားအလာရှိတယ်တက်မတော်ကဦးစီးလုပ်ပေးတဲ့ရွေးကောက်ပွဲဒီတမတမတ်ဖြစ်မယ်လို့ယုံကြည်ပါတယ်လို့ ဒေါ်သက်သက်ခိုင်ကဒီနေ့ရန်ကုန်မြို့မှာပြုလုပ်ခဲ့တဲ့ပြည်သုံးလုံးပါတီရဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါရယ်ပြည်တော်စုဝင်ကြီးငိမ့်ဒေါက်တာသက်သက်ခိုင်ဥက္ကဋ္ဌအဖြစ်ဦးဆောင်သည့်ပြည်သူ့ရှေ့ဆောင်ပါတီ၏သတင်းစာရှင်းလင်းပွဲကိုယနေ့မေလ၁၇ရက်နေ့ပိုင်းကရန်ကုန်မြို့ရှိစီဒိုနာဟိုတယ်တွင်ကျင်းပခဲ့သည် အဆိုပါသတင်းစာရှင်းလင်းပွဲကိုနက်နက်9နာရီမှနေ့လယ်နာရီအထိကျင်းပခဲ့ပြီးပါတီဥက္ကဋ္ဌဒေါက်တာသက်သက်ခိုင်ပါဝင်ပါတီထိပ်ပိုင်းခေါင်းဆောင်များဗဟုအလုံးမှုဆောင်ဖွဲ့ဝင်များတိုင်းနေပြည်내အသီးသီးမှပါတီဝင်များတက်ရောက်ခဲ့ကြသည့်အဆိုပါသတင်းစာရှင်းလင်းပွဲတွင်ပထမပိုင်းနေ့ဖြင့်ပါတီဥက္ကဋ္ဌဒေါက်တာသက်သက်ခိုင်ကမြန်မာနိုင်ငံ၌စီးပွားရေးနှင့်ပတ်သက်၍ပြည်သူလူထုကြုံတွေ့နေရသည့်စိန်ခေါ်မှုများနှင့်ပတ်သက်၍ဆွေးနွေးခဲ့သည် ထို့နောက်ပါတီအထွေထွေအတွင်းရေးမှူးဒေါက်တာမျိုးဆက်သွေးကလူမှုရေးပညာရေးကျန်းမာရေးနှင့်ပတ်သက်၍ပြည်သူလူထု၏လိုအပ်ချက်နှင့်မျှော်လင့်ချက်များနှင့်ပတ်သက်၍အကြေတဝင့်ဆွေးနွေးခဲ့သည်ထို့ပြင်ပါတီဘဟုအလုံမှုဆောင်ဖွဲ့ဝင်ဦးစော်ဝင်းတန်ကတရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍၎င်းကိုအောင်ရဲထွန်းကလူငယ်ထု၏လိုအပ်ချက်နှင့်မျှော်လင့်ချက်များနှင့်ပတ်သက်၍အကြေတဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြသည်တာဂိုင်နှုံးကောင်းတယ်လို့ကျွန်မမပြောပါဘူးတာပါကောင်းတာလည်းရှိတယ်မကောင်းတာလည်းရှိတယ်ကောင်းရင်ကောင်းတာကိုမြင်ပါမကောင်းရင်မကောင်းတာကို ်ပြုပြင်ဖို့လို့အတွက်ကျွန်တော်တို့မိသားစုဝင်အချင်းချင်းမောင်နှမအချင်းချင်းအဲတတ်မတော်မကောင်းတာရှိလို့ပြောချင်တယ်ဆိုလို့ရှိရင်အပြုသဘောနဲ့ပြောပြီးတော့မှအဲပြောပြီးတော့မှဒါပြည်သူချစ်တဲ့တတ်မတော်ဖြစ်လာအောင်ကျွန်တော်တို့ဆောင်ရွက်ကြဖို့လိုတာဖြစ်ပါလေရှင်အဲအဲ့ဒါနံပါတ်၁ပါရှင်နံပါတ်၂အဲနံပါတ်၂ပြောထားခံရတာဘာလဲဆိုလို့ရှိရင်2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုမကြိုက်ဘူးဆိုတော့ဟိုဟာဒီပေါ့နော်ဒီဆိုရှယ်မီဒီယာကနေအများကြီးဖြစ်နေတဲ့အခါကျတော့အများကြီးဖြစ်နေတဲ့အခါကျတော့တကယ်တမ်းဆိုလို့ရှိရင်ကလင်ဒါကျမဟုတ်ပါဘူးတကယ်တော့လေ 刚才大家没学好，怎么乱？那汤匙、筷子、布，你嘛细腻的？那汤匙、筷子、布，你嘛细腻。大约一下，怎么乱？俺呢就看月糕关系没，月糕看关系没。那比如说，怎么乱？那汤匙、筷子、布，怎么乱？那家也把地的，底下玩法布真路样嘞。那比 a 说，月糕不会给我们先说啦，是的。月糕不会给我先啊，积木节目嘞。啊，除了月糕管理说啦，是的。家里嘛，家边月糕管理说啦，是的。诶，是的，不咯。大地那汤匙、筷子、布也搞来彻底吃罢了。些。呃，比如说，伊伊弄啊，怎么罗安尼？欧洲开头啊，做路线，怎么罗安？这呀呀该弄。 တရားရာဂိုင်တော့ကျမတို့နိုင်ငံအာဏာကိုယူထားတာပေါ့နော်နိုင်ငံကိုတာဝန်ယူထားရာနေပြီးတော့2008ဖွဲ့စည်းပုံကြတော့အစိုးရထဲမှာဒုတိယဒုတိယသမ္မတ3ယောက်မှာတယောက်ပဲပါတော့တယ်ဝန်ကြီးဌာနကြီးအများကြီးထဲမှာဝန်ကြီး3ပါးပဲပါတော့တယ်ပြီးလို့ရှိရင်လွှတ်တော်ထဲမှာဆိုလို့ရှိရင်လည်း25ရာဂိုင်တော့ပဲပါပြီးတော့မှ85ရာဂိုင်တော့ဒီဒါပြည်သူကရွေးကောက်တင်မြောက်တဲ့အဲဒီရွေးကောက်ခံကိုယ်စားလှယ်တွေဖြစ်ပါလေရှင်အဲ့ဒါကြောင့်မလို့ဒီ2008ဖွဲ့စည်းပုံနဲ့ပဲကျမတို့ကတကယ့်ကိုပေါ့နော်ဒီအတိုက်ခံပါတီဆိုပြီးတော့မှတောက်လျှောက် 哦哦哦，一下子来了，没有打羽毛球的，是快球路没有发球路没有打嘛，所以啊，咱老看的了呗。哎，那不一路，那跳起快一步，裤衩子飘起来了，来，不，喏，都到了，那跳起快一步，哦，对，这丫丫该侬讲啊，苏老师没好教，苏老师那跳起动作耶，裤衩子那跳那上下起皮，苏了在讲不咯？我就是讲那些的，他我滴屋里有懂那的呢，其他屋里有懂那的呢，讲那些的苏啦，是方方面面的，我爸妈，啊，他了，爸妈，你跳这步，爸妈，你跳这苏老师。 အပြည်သူလူထုကနေရွေးကောက်ရွေးကောက်လိုက်တဲ့သူတွေကအတိုင်းနဲ့ပြည်နဲ့လွှတ်တော်ဖြစ်သွားတယ်။သို့တော်လည်းတိုင်းနဲ့ပြည်နဲ့လွှတ်တော်ကနေပြီးတော့မှတိုင်းနဲ့ပြည်နဲ့ဝန်ကြီးချုပ်ကိုရွေးချယ်တာမဟုတ်ဘူး။မဟုတ်ဘဲနဲ့နိုင်ငံတော်သမ္မတကနေပြီးတော့မှပဲဟိုတီတီဟိုကပေါ့ရှေ့တီတီဝန်ကြီးချုပ်တွေပေါ့နော်တိုင်းနဲ့ပြည်နဲ့ဝန်ကြီးချုပ်တွေကိုဟိုဟိုကပေါ့ခန့်တာပေါ့ရှေ့ခန့်တာဒါလေးကိုတတ်မတော်ကလည်းပြင်မယ်လို့ပြောထားပါတယ်။ပြင်မယ်လို့ပြောထားပါတယ်။အဲ့ဒါလေးဒါပြင်လိုက်လို့ရှိရင်ကျမတို့ကပြည်သူကနေပြီးတော့မှ ပြည်သူရွေးကောက်တင်မြောက်လိုက်တဲ့ရွေးကောက်ခံပို့ဆက်လဲတွေရှိလာမယ်ဒီလွတ်တော်ကနေပြန်ပြီးတင်မြောက်တာတွေဒီဒါပြည်သူကရွေးတင်မြောက်တဲ့အစိုးရဖြစ်တယ်ပေါ့နော်အဲ့ဒါလေးဖြစ်ပါလေရှင်အဲ့ဒါကြောင့်မလို့ကလန်ဒါကြမဟုတ်ပါဘူးဒီကျမကကျမကျမလည်းနတ်ဆကမှာလင်းနေတာဝန်ထမ်းဆောင်ခဲ့ပူပါလေဟိုဆိုလို့ရှိရင်ကျမတိရတဲ့လောက်တော့ကျမကဟိုကျမတိရတဲ့လောက်အကဲခါရတဲ့လောက်တော့ဟိုတပ်မတော်အာနာမသိမ့်ချင်ပါဘူးရှင်တပ်မတော်အာနာမသိမ့်ချင်ခဲ့ပါဘူးအဲတိုးတော်လေအဲတိုးတော်လေဒီမဲတမမဲမတမမှုကို လက်ခံလိုက်လို့ရှိရင်အစင်လာဖြစ်သွားလို့ရှိရင်ကျွန်တော်တို့ဒီထက်ဒီစိုးဖို့ပဲရှိပါတယ်အဲဒီထက်ဒီစိုးဖို့ပဲရှိပါတယ်ဆိုလို့ရှိရင်ဒီမိုကရေစီမှာစီကန်းတည်ဖို့မှုကအရန်ရေးကြီးပါတယ်ရှင့်စီကန်းလိုက်နာဖို့အရန်ရေးကြီးပါတယ်ဒီစီကန်းကိုမလိုက်နာဘဲနဲ့ဒီဒီဒီမဲမဲအရေးအတွက်နေပေါ့နော်ဒါကကျွန်မပြောတာမဟုတ်ပါဘူးကျွန်မပြောတာမဟုတ်ပါဘူးအဓိကကတော့ဒီ UEC အစ်စ်ဖွဲ့ပြီးလို့ရှိရင်ဒါတွေကအကုန်လုံး ဟို investigate လုပ်ပြီးတော့မှအချက်လက်တွေနဲ့ဒီ website တွေမှာဘာသာစကား၅မျိုးနဲ့တောင်ကဘာကိုကြီးညာထားပြီးသားဖြစ်ပါလေရှင်ပြီးခဲ့တဲ့2020ရွေးကောက်ပွဲကျွန်တော်တို့ပါတီလည်းဝင်ခဲ့ပါတယ်အဲကျွန်တော်တို့လည်းခန်းစားခဲ့ရပါတယ်အဲခန်းစားခဲ့ရပါတယ်ဒီရွေးကောက်ပွဲမတမန်မှုရဲ့တာဝန်ခန်းစားခဲ့ရပါတယ်เนาะအဲ့ဒါကြောင့်မို့ကျွန်တော်တို့ကိုတွေးဖြစ်ပါတယ်အဲကျွန်တော်တို့ကတော့ကိုတွေးဖြစ်တယ်သို့တော်လည်း investigate လုပ်ပြီးတော့မှဒီအချက်လက်တွေနဲ့တကွာကဘာသိအောင်ဟိုနိုင်ငံခြားဘာသာလေးမျိုးနဲ့မြန်မာဘာသာနဲ့၅မျိုးကျွန်တော်တို့ website တွေမှာတင်ထားတာဖြစ်ပါလေရှင်ဒါတွေကိုနိုင်ငံတကာကနေပြီးတော့မှမသိချင်ဟန်ဆောင်ပြီးတော့မှဟို အဲဒီရွေးကောက်ပွဲမှာတမန်မှုဖြစ်လို့တမရောအာနာထိန်းရတဲ့ကိစ္စကိုတမရောအာနာထိန်းရတာကိုပဲရုံးမယ်ဖွဲ့ပြီးတော့မှရွေးကောက်ပွဲမှာတမန်မှုဖြစ်တဲ့ဖြစ်ခဲ့တဲ့ကိစ္စကိုကျွန်တော်တို့မပြောကြအောင်ပေါ့နော်။အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မလို့အခုချိန်ထိနိုင်ငံရေးအရာကျွန်တော်တို့ပြည်သူလူထုကြားထဲမှာနိုင်ငံရေးအရာကျွန်တော်တို့သဘောထားကွဲလွဲတာတွေဖြစ်ပြီးတော့မှဒီနေ့ဒီအချိန်ထိတကယ်ကိုဆိုးဆိုးရွားတယ်ပေါ့နော်ကျမကျမအသက်58နှစ်ရှိပါပြီအဲကျမတသက်လုံးမှာကျမတဲ့ဒီကြီးကြတဲ့ပုံကိုယ်လေးလည်းပါပါတယ်ကျမတသက်လုံးမှာတော့မြန်မာနိုင်ငံအခုချိန်ဆိုးဆုံးချိန်ပဲ အဆုံးဆုံးအဆိုးရွားဆုံးအချိန်ပေါ့နော်လုံခြုံရေးအရာလူမှုရေးအရာစီးပွားရေးအရာပေါ့နော်စသဖြင့်နိုင်ငံရေးအရာအဆိုးရွားဆုံးအချိန်ဖြစ်ပါတယ်ဒါတွေကဘယ်သူကလောက်တာလဲလို့ပြောလို့ရှိရင်ခုနလူတယောက်လို့ဥပမာပြောလို့ရှိရင်ကျမတို့ကကိုယ်ခံအားနည်းတယ်ပြီးတော့ပတ်ဝန်းကျင်မှာယောဂပူးမွားတွေအများများတယ်ညနေတဲ့အချိန်မှာကျမတို့ကဒီလိုယောဂကိုတိတ်တောင်ပေါင်းလဲခံစားနေရတာဖြစ်ပါတယ်တော့အဲ့ဒါကြောင့်မလို့ကျမတို့ကခုနပြောတယ်လို့ပဲအဲဒီကျမဖြေတာတအားကြသွားမှာဆိုလို့တခြားမီဒီယာတွေလည်းဟိုအချိန်ပေးခြင်းတဲ့ခါကြတော့ ခုနပြောင်းပြန်လှန်ပြစ်မလားဆိုလို့ရှိရင်ပြည်သူအားနဲ့ပြောင်းပြန်လှန်လို့ရပါတယ်ပြည်သူတွေအမြင်ကျေဖို့လိုပါတယ်ကိုကိုမိသားစုတည်းမှာပဲကျွန်မကျွန်မဟိုဘောရှင်ဥကူကူကြီးပြောတဲ့စကားလေးရှိတယ်အဲ့ဒါကျွန်မအဲဟိုဘောလွတ်လပ်ရင်းနေ့တနေ့မှာဟိုကားဆောင်ရင်းနေပေါ့နော်တခါနာအထွက်မှာကားဆောင်ရင်းနေကျွန်မဥကူကူကြီးနဲ့ကျွန်မစကားပြောပြတယ်ပြောပြတော့ဘာပြောလဲကျွန်မဘာပြောလဲဆိုလို့ရှိရင်ကျွန်မပြောတယ်အခုခါကလို့မိသားစုဝင်ချင်းချင်းမတည့်မညင်ညွတ်ပြီးမတည့်နေတာဒါပေမဲ့ကိုနေတဲ့အိမ်ကိုမီးရှို့နေတာဖြစ်နေတယ်လို့ အကျမအဲ့လိုပြောလိုက်ပါတယ်ရှင်အဲ့ဒါကိုဥပ္ပိုလ်ကိုကြီးကလည်းသူဒီစကားကိုကြိုက်တဲ့အတွက်အဲဥပ္ပိုလ်ကိုကြီးကလည်းမီဒီယာမှာပြန်ပြောတာဘယ်သူကပဲပြောပြောတာဒီအမှန်တရားပဲဖြစ်ပါဆိုလို့ရှိရင်ကျမတို့ကျမတို့မြန်မာတနိုင်ငံလုံးဒီမိသားစုတွေဖြစ်ကြပါတယ်မြန်မာနိုင်ငံသူနိုင်ငံသားတွေမိသားစုတွေဖြစ်ကြပါတယ်အဲအဲ့ဒါကိုမိသားစုဝင်အချင်းချင်းမပြေလည်တာကိုကျမတို့မိသားစုဝင်တွေအကုန်လုံးမိတင်းနေထိုင်နေကျမတို့အိမ်ကြီးကိုကျမတို့မိရှုနေကြတာဖြစ်ပါရှင်။နော်အဲ့ဒါကြောင့်မလို့ဟိုကျမဒီနေ့ကတော့ဒီနေ့သတင်းစာရှင်းလင်းပွဲရဲ့အဓိကအဓိကကတော့လူတို့ဘဝအဓိကဆိုတဲ့အတိုင်းပဲပြည်သူလူထုခံစားနေရတာကိုလည်းပြောမယ်။အဲပြောတဲ့ ပြောတယ်ပြီးလို့ရှိရင်ဒီပြည်သူလူထုတွေရဲ့ခံစားနေရတာတွေကိုအခုစားဖို့ဆိုလို့ရှိရင်နံပါတ်၁ကတော့စီးလုံးညင်ညွတ်တဲ့မြမလူတိုင်းဝိုင်းပေါ်ပေါက်ဖို့အရေးကြီးပါတယ်အဲနံပါတ်၂ကတော့ဟိုလက်နက်ကင်ပြိပခလမ်းစဉ်ကိုဆွတ်လွတ်ပြီးတော့မှအာဒီငင်းချမ်းတဲ့လမ်းစဉ်နဲ့နိုင်ငံရေးစပွားစပွဲဝိုင်းကိုလာကြဖို့အရေးကြီးပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးပါအော်မင်းတို့ရအောင်နေတယ်။ရအောင်ရတယ်။ဟုတ်ကဲ့ဆက်တူရင်းထားလိုက်။အခုဒီလာမယ့်ရေးတော်ကဒီလက်လက်ပြီးတော့ ။ဒီအောင်တော့မြေလေးဥပဒေမြေလေးယူထားတာဖြစ်တယ်။ဟုတ်။ယူဆတယ်ယူဆပါတယ်ရှင်။ဘာလို့ယူဆတာလဲဆိုလို့ရှိရင်ဘာလို့ယူဆတာလဲဆိုလို့ရှိရင်ဒါကနတ်ဆကပေါ့နော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကအုပ်ချုပ်နေတဲ့ကာလဖြစ်တယ်။နိုင်ငံတော်တာဝန်ယူနေတဲ့ကာလဖြစ်တယ်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒီဒါတက်မတော်ကိုစားပြုပြီးတော့ဖွဲ့ပေါ်လာတဲ့အစိုးရဖြစ်တယ်။ဒါဆိုလို့ရှိရင်တက်မတော်ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေအရလွှတ်တော်မှာ25ရာခိုင်နှုန်းအလိုအလျောက်ရပြီးသားဒုတိယသမ္မတတယောက်အလိုအလျောက်ရပြီးသားဒုတိယသမ္မတကနေမဲပေးခြင်းအဖြစ်သမ္မတလည်းဖြစ်နိုင်တယ် ပြီးလို့ရှိရင်အဲဒီဒီကျမတို့ကာကွယ်ရေးဝန်ကြီးပြည်ထောင်စုဝန်ကြီးပြည်ထောင်စုဝန်ကြီးပေါ့နော်ပြည်ထောင်စုအစ်အဲကာကွယ်ရေးဝန်ကြီးပြည်ထောင်စုဝန်ကြီးနေဆက်ရေးရဝန်ကြီးလဲတမတော်ကရပြီသားအစ်နဲ့ရပြီသားဆိုလို့ရှိရင်ဒီတမတော်ကနေကမကထလုတ်ပေးတဲ့ရွေးကောက်ပွဲနဲ့နိုင်ငံရေးပါတီကအစိုးရဖြစ်လာပြီးတော့မှလုတ်ပေးတဲ့ရွေးကောက်ပွဲနဲ့ရှင်ကြည့်လို့ရပါတယ်နိုင်ငံရေးပါတီကအစိုးရဖြစ်လာပြီးတော့ရွေးကောက်ပွဲလုတ်တယ်ဆိုတာမတမာမှုဖြစ်ဖို့ဟာပို့ပြီးတော့မှပို့ပြီးအလားအလာရှိတာပေါ့နော်ဆိုလို့ရှိရင်တမတော်ကလုတ်ပေးတဲ့ဦးစီးပြီးတော့မှလုတ်ပေးတဲ့ရွေးကောက်ပွဲတင်အဲတမတမ ်ဖြစ်မယ်လို့ကျွန်မယုံကြည်ပါတယ်ရှင်မင်္ဂလာပါခင်ဗျအဲကျွန်တော်ညီမလေးရှင်ပို့ပါခင်ဗျမင်းကလည်းခုလောက်မင်းကပြပါခင်ဗျ။ဒီကီတိုရှင်အောင်ပါတီနေနဲ့ဒီတနင်္ဂနွေလုံးအတိုင်းတာနဲ့ဒီရေပောက်ပဲဝင်နေအောင်စူးစမ်းသွားမယ်လို့အဲဥက္ကရာကြီးကပြောနေပေါ့။အဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီကျွန်တော်တို့ဒီဘလိုတွေပြင်ဆင်ထားပြီးပြီလဲအဲအခြေအနေလေးကိုလည်းကြည့်ကြပါမယ်။နောက်တစ်ခုက ဒီတော်တော်ကိုယ်တိုင်လောင်းနေရဲ့အဲအရေးချင်းသတ်မှတ်ချက်တွေကိုလည်းကျွန်တော်သိကြမှာခဏပြီးခွင့်ရတယ်ဆိုရင်နောက်တစ်ချက်ကတော့နိုင်ငံတော်ကလည်းအခုရွေးကောက်ပွဲပြင်ပါမယ်လို့ပြောနေတယ်အဲအကြမ်းဖက်မှုတွေကလည်းလောလောဆယ်ရှိနေသေးတယ်ပေါ့အကြမ်းဖက်တွေကလည်းတစ်ဆင်ကဒီမိုကရေစီလိုချပါတယ်တို့ကျွကြော်ခဲ့တဲ့လူတွေကအခုအကြမ်းဖက်လုံတော့ပြီးတော့လူငယ်တွေကိုအကြမ်းဖက်တွေအဖြစ်အတုံးပြုနေတယ်ဆိုတာလည်းရှိပါတယ်ဒီပေါ်မှာနားအောင်ပြီးတော့သူကအကြမ်းဖက်မှုတွေလှုပ်ရှားမှုတွေမှာပါဝင်နေတဲ့ပြည်သူတွေရောပါတီဥက္ကဋ္ဌတွေနဲ့ဗန္ဓရာပြောလို့ပါတယ်လဲဆိုတာလေး ပြသပြီးသူလိုပါလားခင်ဗျာကျေးဇူးပါဟိုကျေးဇူးပါရှင့်ဟိုကျွန်တော်တို့ပါတီက2019ခုနှစ် အောက်တိုဘာလ23ရက်နေ့မှာအဲကျွန်တော်တို့ပါတီမှတ်ပုံတင်ကြခဲ့ပါတယ်အဲ့ဒါကတော့ပြီးခဲ့တဲ့ဟိုပါပေါ့ရှင့်နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေဟောင်းနဲ့ပေါ့ရှင်2020ရွေးကောက်ပွဲမတိုင်ခင်ပြီးလို့ရှိရင်ကျွန်တော်တို့2023ခုနှစ်2023ခုနှစ်မှာနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအသစ်ထွက်ပါတယ်ရှင်အဲ့အသစ်အသစ်အရာလဲကျွန်တော်တို့ပြန်လည်ပြီးတော့မှာ ပါတီတီထောင်ပြီးမှတ်ပုံတင်ပြီးဖြစ်ပါတယ်ပြည်တော်စုတဝန်းလုံးမှာရှင်ပြိုင်တဲ့မဲ့ပါတီအနေနဲ့မှတ်ပုံတင်ပါတယ်ရှင်ဒီနေရာမှာကျမတို့အဲ့ဒီအချိန်တုန်းကကျမတို့နာဆကမှာတာဝန်ထမ်းဆောင်နေတဲ့အတွက်ကြောင့်မလို့ပါတီမှာကြံခဲ့ကြတဲ့ယာယီဥက္ကဋ္ဌတာဝန်ယူပေးတဲ့ကျမတို့ဒုဥက္ကဋ္ဌတိဦးမြင့်မောင်ထွန်းလက်ထက်ဖြစ်ပါတယ်ရှင်ဒုဥက္ကဋ္ဌတိဦးမြင့်မောင်ထွန်းလက်ထက်မှာယာယီဥက္ကဋ္ဌအနေနဲ့တာဝန်ယူစင်မှာအဲကျမကိုမေးပါတယ်ကျမကိုမေးပါတယ်ကျမဝန်ကြီးဌာနရောက်နေတဲ့ခါကျတော့ဟိုအပါတီအမှတ်ပုံပြန်တင်ရမယ်နှမျိုးနှစားရှိတယ်ပြည်တော်စုတဝန်းလုံးလုံးမှာလားဒါမှမဟုတ်လို့ရှိရင် အဲ့တီအဘာပေါ့နော်တီနေနဲ့တိုင်းလိုက်လို့မှလားလို့ပြောတဲ့ခါကျတော့ကျမပြန်ပြောလိုက်ပါတယ်ကျမကမမေးပါနဲ့ကျမတယောက်တည်းရဲ့ဆန္ဒနဲ့ဘာမှမဖြစ်နိုင်ပါဘူးပါတီကိုစီဝေးခေါ်ပြီးတော့မှအများဆန္ဒနဲ့ဆုံးဖြတ်ပါအများကလှုပ်ချင်တဲ့ဆိုတာကိုလုပ်ပါဒါကျမကတော့ဒီလိုပဲပြောလိုက်ပါတယ်ရှင်အဲ့လိုပြောပြီးတော့မှအများစီအစီဝေးလှုပ်ကြတဲ့အချိန်မှာအစီဝေးနှစ်ကြိမ်ခေါ်ယူရတယ်လို့သိပါတယ်ရှင်နံပါတ်1အချက်ကတော့နံပါတ်ပထမတစ်ကြိမ်ကတော့အစီဝေးခေါ်ယူပြီးဆွေးနွေးကြတယ်ပြီးတော့အိမ်မှာပြန်ပြီးတော့မှနဖူးပေါ်လက်တင်ပြီးအေးစိတ်စဉ်းစားကြပြီးတော့မှဒုတိယကြိမ်နောက်တစ်လနေလို့အစီဝေးပြန်ခေါ်တဲ့အချိန်မှာ လူတိုင်းကတက်ညီလက်ညီနဲ့ပြည်တော်စုတဝန်းလုံးမှာရှင်ပြိုင်မဲ့ပါတီအနေနဲ့ပဲမပုံတင်မယ်လို့တခဲနဲ့တဲဆုံးဖြတ်ခဲ့ကြတာဖြစ်ပါလိမ့်ရှင်။အဲ့ဒါအပြက်ကိုဘာတွေပြင်ဆင်ထားလဲဆိုလို့ရှိရင်နံပါတ်၁ပါတီတီထောင်ရေးပေါ့နော်ပါတီတီထောင်တာတော့ဒါပထမအချိန်ကလည်းဦးမြင့်မောင်တို့ပါတီဝင်အမှတ်နံပါတ် A001 ဖြစ်ပါလိမ့်ရှင်။နံပါတ်၁ဖြစ်ပါလေ။အဲဆိုလို့ရှိရင်ဒုတိယအချိန်ပါတီကိုကမကထလုပ်ပြီးတီထောင်တာလေ။ယာယီဥက္ကဋ္ဌအနေနဲ့တာဝန်ယူထားတဲ့ဦးမြင့်မောင်ထွန်းဒုဒုတိယဥက္ကဋ္ဌတဲ့ဦးမြင့်မောင်ထွန်းဖြစ်ပါလေရှင်။အဲအဲ့ဒါကြောင့်မလို့ကျွန်မပါတီပနောဒုတိယနောက်နောက်ဆုံးတစ်နှစ်မှာတော့ဒါဦးစောဟန်အေးပေါ့နော်ဒုတိယဥက္ကဋ္ဌ နှစ်ဦးစောခံအေးရလည်းယာယီဥက္ကဋ္ဌအနေနဲ့တာဝန်ယူပြီးတော့ဆောင်ရွက်ခဲ့ပါတယ်ဒီလိုဆောင်ရွက်ခဲ့တဲ့နေရာမှာ၄နှစ်တာကာလမှာယာယီဥက္ကဋ္ဌနှစ်ဦးနဲ့ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်ဒါဒီပါတီတီထောင်ရေးနဲ့နောက်တစ်ခါပါတီတီဆောက်ရေးပါရှင်ပါတီတီဆောက်ရေးကတော့ကျွန်တော်တို့အစီအမံဆောင်ရွက်သွားမှာဖြစ်ပါတယ်ဒီနေ့လည်းကျွန်တော်တို့ပါတီတီဆောက်ရေးကိုဆောင်ရွက်နေတာဖြစ်ပါတယ်ပါတီတီဆောက်ရေးဆောင်ရွက်တယ်ပါတီတွင်းစနစ်ကျနရေးပါတီတွင်းအဲပေါ့နော် capacity building ပေါ့နော်ဒီဒီတယောက်ချင်းစီပါတီဝင်တူချင်းစီပါတီအမှုဆောင်အဲပြီးလို့ရှိရင်အဲကိုယ်စားလှယ်လောင်းနေရဲ့ ဒီဒီ capacity building ပေါ့ရှင်ဒါတွေကိုကျွန်တော်တို့ဆင်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါတယ်အဲ့လိုဆောင်ရွက်တဲ့နေရာမှာလဲကျွန်တော်တို့ committee တွေအဖွဲ့ပြီးတော့မှဆောင်ရွက်လျက်ရှိပါတယ်ရှင်အဲ committee တွေတော့ကျွန်တော်တို့အသေးစိတ်မပြောတော့ပါဘူးဥပမာကျွန်တော်တို့မှာမဟာဗျူဟာနဲ့သုတေသန committee ရှိတယ်အဲပြီးလို့ရှိရင်လူဆွာအရေးမြစ် committee ရှိတယ်အဲ့ဒီအဲ့လို committee တွေပေါ့ကျွန်တော်တို့ဟို၁၂ရက်လောက်ရှိပါတယ် အဲပြီးလို့ရှိရင်ပါတီဖွဲ့စည်းပုံစည်းမျဉ်းအရဖွဲ့စည်းထားတဲ့ကော်မတီကလည်း600လောက်ရှိပါလိမ့်ရှင်။အဲကော်မတီ16ခု ਨੇ ကျွန်တော်တို့ပါတီရဲ့လုပ်ငန်းတာဝန်တွေထမ်းဆောင်ခဲ့ရှိပါလိမ့်ရှင်။အဲပါတီတိဆောက်ရေးလုပ်နေတဲ့အဲဒါနဲ့တပြိုင်နက်ပဲတပြိုင်နက်သေးပဲအဲကျွန်တော်တို့ပါတီ အဲဟိုပါပေါ့ဒီရွေးကောက်ပွဲဝင်ရေးကိုလည်းကျွန်တော်တို့ဆောင်ရွက်နေတာဖြစ်ပါတယ်အခုလည်းကျွန်မကျွန်မအနေနဲ့ဟိုဒီပါတီကိုပြန်ရောက်လာတဲ့အချိန်မှာဒါရွေးကောက်ပွဲလည်းနီးတဲ့အတွက်ကြောင့်မလို့ဒါနတ်ဆာကန်ကလည်းကျွန်မအားပေးလိုက်တာဖြစ်ပါလိမ့်ရှင်အဲ့လိုပေးလိုက်တဲ့အချိန်မှာကျွန်မလာတဲ့အချိန်မှာဒါရွေးကောက်ပွဲဝင်ရတော့မယ်ရွေးကောက်ပွဲအတွက်ရှင်ပြန်ရတော့မယ်ဆိုတဲ့ဟာကိုပြင်ဆင်ရတော့မယ်ဆိုတာသိတဲ့အတွက်ကျွန်မလာလာချင်းပထမအဆုံးစီစီစီဝေးမှာပဲကျွန်မတို့ရဲ့ဒုဥက္ကဋ္ဌ1ဦးမြန်မာအထုံးကိုဥက္ကဋ္ဌထားပြီးတော့မှတော့ဒုဥက္ကဋ္ဌ1အထွေဒုဥက္ကဋ္ဌ1 ကိုအထွေထွေတွင်းရေးမှုထားပြီးတော့မှကိုယ်စားလှယ်လောင်းစီစစ်ရာထားရေးကော်မတီကျွန်တော်တို့ဖွဲ့စည်းပြီးတော့မှစတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်ရှင်ဒီကိုယ်စားလှယ်လောင်းအရေးချင်းလို့ပြောလို့ရှိရင်အဲကျွန်တော်တို့ကနှစ်မျိုးနှစ်ဆင့်ကျွန်တော်တို့ခွဲခြားပါမယ်နံပါတ်1တဆင့်ကတော့ဒီပနာမရွေးချယ်ခြင်းမှာအဲကျွန်တော်တို့ဟို10ခု10ချက်လောက်ရှိပါတယ်ရှင်အဲ့ဒါတော့အသေးစိတ်ကတော့ကျွန်တော်တို့အေးစိတ်ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်အဲဟိုပါပေါ့ကျွန်တော်10ချက်လုံးပြောတာ9ချက်8ချက်ပဲပါသွားမှာဆိုလို့ဖြစ်ပါတယ်ရှင်အဲ့ဒါလေးကျွန်တော်တို့ထုတ်ပြန်ပေးမှာဖြစ်ပါတယ် အဲပြီးလို့ရှိရင်တော့ကျမတို့ဒီကိုစလဲလောင်းပနာမစီစဉ်ရထားပြီးအောင်မြင်တဲ့သူတွေကိုကျမတို့တင်နန်းတွေတောက်လျှောက်ပေးมาဖြစ်ပါတယ်ရှင်။အဲတင်နန်းတွေပေးတာကတော့စီစဉ်သူကတော့ဒီကိုကိုစလဲလောင်းစီစဉ်ရထားရေးကော်မတီကနေတင်နန်းဖြစ်မြောက်ရေးစီစဉ်ရမယ်။အဲပြီးလို့ရှိရင်စီစဉ်ရမယ်။ပြီးလို့ရှိရင်ဒီ HR ကော်မတီကနေပြီးတော့မှတင်နန်းတွေပေးมาဖြစ်ပါတယ်ရှင်။တင်နန်းကလည်းကျမတို့၃မျိုးလောက်ပေးมาဖြစ်ပါတယ်။နံပါတ်၁ကတော့အဲကိုစလဲလောင်းတင်နန်း။နံပါတ်၂ကတော့ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်ကမ်ပိန်းတင်နန်း။နံပါတ်၃ကတော့မဲယုံနေစောင့်အဲကြည့်ရှုဒီဒီမဲပေးခြင်းလုပ်ငန်းစဉ်ကို ကျွန်တော်တို့တင်ကြားมาဖြစ်ပါတယ်ရှင်အဲတင်ကြားပြီးလို့ရှိရင်ကျွန်တော်တို့ဆံမွေးပွဲလက်ဖြေခိုင်းมาဖြစ်ပါတယ်ရှင်ဆံမွေးပွဲဖြေတာကအဲနှစ်ခုရှိပါတယ်အဲနှစ်မျိုးရှိပါတယ်တစ်မျိုးကတော့ကျွန်တော်တို့ multiple choice လိုမျိုး true or false ပေါ့အမှားမှန်လားကကြီးခိုက်ဝဲကငယ်လားဒါမျိုးပေါ့နော်သဘောတရားအရာဟိုသဘောတရားအရာချိန်ညှက်မှုရှိမရှိကျွန်တော်တို့စဉ်းစစ်มาဖြစ်ပါတယ်ဟောသိတဲ့နောက်သိရမယ်ပေါ့နော်အဲဒုတိယတစ်ခုကတော့ကျွန်တော်တို့ essay type ဖြစ်ပါတယ်ရှင် စာစီစာကုန်းနဲ့ရေးရမှာဖြစ်ပါတယ်ပြည်သူ့ရှေ့ဆောင်ပါတီကိုဘာကြောင့်ဝင်ကျင်တာလဲပြည်သူ့ရှေ့ဆောင်ပါတီကိုနိုင်ငံအရေးလုပ်တဲ့နေရာမှာပြည်သူ့ရှေ့ဆောင်ပါတီကိုဘာကြောင့်ရွေးချယ်တာလဲနံပါတ်1နံပါတ်2ကတော့ကျမတို့ question အောက်လိုက်တာပေါ့နော်နံပါတ်2ကတော့ရွေးကောက်ပွဲပါလို့ဝင်ကျင်တာလဲပြည်သူ့ရှေ့ဆောင်ပါတီလာပြီးတော့မှပါတီဝင်အနေနဲ့သို့မဟုတ်ပါတီရဲ့အဲဒီဒီအမှုဆောင်အနေနဲ့နေလို့ရတယ်သို့တော်လည်းရွေးကောက်ပွဲလည်းဝင်မယ်ဆိုတော့ရွေးကောက်ပွဲဘာကြောင့်ဝင်ကျင်တာလဲအဲနံပါတ်3ကတော့ရွေးကောက်ပွဲအောင်နိုင်ပြီလို့ရှိရင်ကိုယ်စလဲလောင်းကိုယ်စလဲလောင်းကနေပြီးတော့မှရွေးကောက်ခံကိုယ်စလဲဖြစ်သွားရင်ဘာတွေလုပ်ချင်တာလဲဆိုတဲ့ဟာပေါ့နော် အဲဒါတွေကိုကျမတို့မိကုန်းနေမေးပြီးတော့မှဒီမိကုန်းနေအမှတ်ချက်မှာကတော့ကျမတို့ဟိုပါပါရှင့်မဟာဗျူဟာနဲ့သူတေသနာသူတေသနာဟိုဒီကော်မတီကနေပြီးတော့အမှတ်ချက်မှာဖြစ်ပါတယ်အဲ့လိုအမှတ်ချက်တဲ့အချိန်မှာလဲအဲကျမတို့ကကုန်တီနေနေပေါ့နော်ဘယ်သူကဘာဖြစ်လဲဆိုတာမသိဘဲနဲ့အမှတ်အမှတ်ချက်တဲ့လူကဟို bias မပါအောင်ပေါ့နော်ဘက်လိုက်တာမပါအောင်ကျမတို့ဒါမျိုးဒါမျိုးတွေကျမတို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်ရှင့်အဲမိကုန်းကိုဖြေပါတယ်နော်နောက်ဆုံးမိကုန်းနေနောက်ဆုံးကပါလဲရှင့်အဲဒီကျွန်တော်ဒီရွေးကောက်ပွဲလဲကျင်းပါမယ်ပေါ့ဟုတ်ရောတဲ့အကြမ်းမှုတွေကလည်းရှိနေသေးတယ်ပေါ့ အဲ့ဒီပုံမှာတစ်ချိန်လုံးကကျွန်တော်ဒီဒီမိုကရေစီအရေးလှုပ်ရှားသူကိုပါလို့ပြူကျော်ခဲ့တဲ့လူတွေကိုယ်တိုင်ကအခုကအကြမ်းဖက်မှုတွေကိုအားပေးပြီးတော့ဒီလူငယ်တွေကိုဒီအကြမ်းဖက်မှုကြီးဒီအကြမ်းဖက်သမားလေးတွေဖြစ်အောင်လို့ဒါလှုံ့ဆော်နေတဲ့ဟာတွေလည်းလက်ရှိလည်းရှိတယ်ပေါ့အဲအဲ့ဒီပုံမှာကျွန်တော်ဒီအကြမ်းဖက်မှုတွေမှာပါဝင်ပတ်သက်မှုရှိနေတဲ့ဒီပြည်သူတွေပေါ့နော်သူရဲ့မိဘတွေဒီကလေးတွေကိုဘယ်လိုမျိုးပြောကျင်နေပေါ့အဲကျမကျမတို့အနေနဲ့တော့လေကျမတို့ကနိုင်ငံရေးပါတီတည်ထောင်ပြီးတော့မှရွေးကောက်ပွဲဝင်နေဆိုတာဒီရွေးကောက်ပွဲကိုအိုးစီးချင်းပါပေးမဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ပေါ့နော်ဒါတက်ဆိုင်ရာနိုင်ငံတော်အစိုးရရောပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့စီမံခန့်ခွဲမှုကိုလည်းကျွန်တော်တို့ယုံကြည်တယ်နံပါတ်1အဲနံပါတ်2ကပြည်သူလူထုကိုလည်းယုံကြည်တယ်နောက်ပြည်သူလူထုကလည်းဒီအကြမ်းမဖက်တဲ့ငြိမ်းချမ်းရေးငြိမ်းချမ်းသောလမ်းစဉ်နဲ့နိုင်ငံနိုင်ငံရေးအဲမူပေါင်းတွေကတွားတာကိုပြည်သူလူထုကယုံကြည်တယ်ဆိုတာလည်းကျွန်တော်တို့ယုံကြည်တဲ့အတွက်ဒီနိုင်ငံရေးပါတီတည်ထောင်ပြီးတော့မှနိုင်ငံရေးပါတီတည်ထောင်ပြီးတော့မှကျွန်တော်တို့နိုင်ငံနိုင်ငံအရေးကိုနိုင်ငံအရေးဖြစ်စဉ်ကြီးမှာကျွန်တော်တို့ပါဝင်တာပေါ့နော်အဲ့လိုပါဝင်ကြတဲ့နေရာမှာလူငယ်တွေမှာရွေးချယ်စရာနှစ်ခုရှိပါတယ် အခုခုနကပြောသလိုပဲအကြမ်းဖက်လမ်းစဉ်ကိုရွေးချယ်မှလားအဲပြီးလို့ရှိရင်ငြိမ်းချမ်းစွာနဲ့နိုင်ငံရေးပါတီကိုလာပြီးတော့မှနိုင်ငံရေးဖြစ်စဉ်ကြီးမှုကိုဟိုတိဆောက်ရေးလမ်းစဉ်ကိုရှောက်လမ်းမှလားဆိုလူငယ်တွေရွေးချယ်လို့ရပါလားရှင်အဲရွေးချယ်ရတဲ့အဲရွေးချယ်စရာတဲမှာမှကျမတို့ဒီလူငယ်တွေကိုနိမ့်မှန်လမ်းမှရွေးချယ်နိုင်အောင်လို့အတွက်ကိုကျမတို့ပါတီကနေလူငယ်တွေကိုအော်လက်လမ်းကြိုးစုံနေပါတယ်လို့ကျမပြောချင်ပါတယ်ရှင်ပြီးလို့ရှိရင်အကြမ်းဖက်ကိစ္စကတော့ဟိုဒါပြည်သူလူထုလည်းခံစားနေရတာဖြစ်တဲ့အတွက်ကြောင့်မလို့အကြမ်းဖက်ဆိုတာဘယ်သူမှလက်မခံပါဘူးရှင်ဘယ်သူမှလက်မခံပါဘူးဒီအကြမ်းဖက်လုပ်နေတဲ့ သူတွေကိုယ်တိုင်လည်းသူတို့တော်တော်လေးစိတ်ဆင်းရဲကိုဆင်းရဲနဲ့ဒီအလုပ်ကိုဒါလမ်းအမပေါ်မှာမထူးဆခင်းနေရတယ်လို့ကျွန်မယူဆပါတယ်ရှင်။နောက်အဲ့ဒါကြောင့်မလို့ဒီဒီနိုင်ငံတကာမှာနေပြီးတော့မှနိုင်ငံတကာကနေအဝေးကနေပြီးတော့မှမခံစားရတဲ့သူတွေမခံစားရတဲ့သူတွေပြောတဲ့စကားကိုနားမယောင်ကြပါနဲ့။အဲသူရပြောတဲ့စကားပဲယုံကြည်ကြပါပေါ့နော်ဒါလေးတော့ကျွန်မပြောချင်ပါတယ်လူငယ်တူကိုပြောချင်ပါတယ်ဆိုလို့ရှိရင်ငင်းချမ်းတဲ့နိုင်ငံအရေးကိုလှုပ်ချင်ကိုယ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုကိုယ်တိုင်ကိုယ်ကျပါဝင်ဆောင်ရွက်ချင်လို့ရှိရင် နိုင်ငံရေးနှီးလန်းနဲ့ပဲဆောင်ရွက်ကြပါလို့ကျွန်မလူငယ်တို့ကိုတိုက်တွန်းနှိုးဆော်လိုပါတယ်ကျွန်မတို့ပါတီအနေနဲ့လည်းလူငယ်တို့ကိုလက်ကမ်းကြိုလျက်ရှိပါတယ်လို့ကျွန်မပြောချင်ပါတယ်ရှင်ဟုတ်ကဲ့ကြည့်ပါခင်ဗျဟုတ်ကဲ့ကျွန်တော်တန်းတော့ကြည့်ကြည့်တော့ဒရင်တာနာပါကျွန်တော်တခုကြည့်နေတာလေဒါမဲ့ရွေးကောက်ပွဲမှာဥက္ကဋ္ဌအနေနဲ့ဘယ်မျိုးနေရာကြီးဝင်ရောက်ရှင်တိုင်းကိုရှိလဲဆိုတာလေးကိုကြည့်နေတာနောက်ပြီးတော့ 2020အတွေ့အကြုံလည်းရှိထားတယ်ဆိုတော့လေ2025လာမယ့်ရေကောက်ပိုင်းမှာရောဘယ်လိုထပ်မံပြင်ဆင်ထားလဲဆိုတာလည်းသိတယ်ပါခင်ဗျာอืมအတိအကျကျမတို့နိုင်ငံရေးပါတီတွေအကုန်လုံးကစောင့်နေတာကတော့ရွေးကောက်ပွဲဥပဒေစောင့်နေပါတယ်ရှင်ရွေးကောက်ပွဲဥပဒေနဲ့ဦးနီးဥပဒေအခုကျမတို့အာဒါဥပဒေဒါမထွက်သေးတာပေါ့နော်သိထားပြီးသားလေးနေလည်းရှိပါတယ်ဟိုကျမတို့နိုင်သူပုံယူစနစ်ရယ်ပြီးလို့ရှင်အချိုးကျကိုစားပြုစနစ်ရယ်အဲဒါတွေကိုရောပြီးကျင်းပမယ်လို့လည်းကျမတို့ကနားလည်ထားတယ်ပေါ့နော်နားလည်ထားတဲ့အခါကျတော့ကျမတို့ကဒါတွေကိုမဆုံးဖြတ်သေးပါဘူးခုနကပြောသလို ကိုယ်စလဲလောင်းနေစီစစ်ရထားတာကိုကျွန်တော်တို့လုတ်ပါပဲအဲပြီးလို့ရှိရင်ကိုယ်စလဲလောင်းနေရမှတ်ပေါ်မှုတီးပြီးတန်းစီစရာပေါ့ကျွန်တော်တို့ဒါလေးတွေလုတ်ထားပါမယ်ရှင်အဲ့ဒါလေးတွေလုတ်ထားပြီးတဲ့အချိန်ကျရလို့ရှိရင်အဲကျွန်တော်တို့ဘက်ကလည်းအစင်းနဲ့လုတ်ထားမယ်ပါတီဘက်ကလုတ်နိုင်သမျှအစင်းနဲ့လုတ်ထားပြီးတော့မှနောက်နိုင်ငံတော်ကနေထုတ်ပြန်ပေးတဲ့ဒီရွေးကောက်ပွဲဥပဒေနဲ့နေဥပဒေထွက်ပြီးမှသာလေကျွန်တော်တို့ဒီကြည်လို့အသေးစိတ်တွေပေါ့နော်ဘယ်မဲဆန္ဒနေရဘယ်သူဝင်ပြိုင်မယ်ဘယ်လွတ်တော်ကဘယ်ကိုယ်စလဲလောင်းဝင်ပြိုင်မယ်ဆိုတာတွေကျွန်တော်တို့ဆုံးဖြတ်မှာဖြစ်ပါလိမ့်ရှင်ကျေးဇူးပါရှင် ။အမားနေပြင်ဆင်ထားလဲဆိုတော့ကျမနေနဲ့တော့ကျမတယောက်တည်းပြင်ဆင်ထားတာကျမမရှိပါဘူး။ကျမကတော့တသက်လုံးပြင်ဆင်ထားတယ်လို့လည်းပြောလို့ရတယ်။သို့တော်လည်းကျမအခုပြင်ဆင်နေတာတပါတီလုံးထိထိရောက်ရောက်နဲ့ကျမတို့ဝင်ပြိုင်နိုင်ဖို့ပေါ့နော်။ဆိုလို့ရှိရင်ကျမတို့ဒီ2020တုန်းကလည်းဒါပြည်သူ့ကျွမ်းတွေထဲမှာအဲပြီးသွားတယ်လို့ယူဆပါတယ်ကျွန်တော်တို့တသင်းလုံးကံပြီးပြီးပြီးပေါ့နော်ဆိုလို့ရှိရင်ကျွန်တော်တို့ဟိုကျွန်တော်တို့ကတူအူကောင်းတယောက်ကောင်းနဲ့ဆောင်ရွက်တာမျိုးမဟုတ်ဘဲနဲ့ဒီတပါတီလုံးမှာလူမှန်နေရာမှန်နဲ့ပြီးလို့ရှိရင်လက်တွဲခေါ်ရမယ့်လူလဲကျွန်တော်တို့လက်တွဲခေါ်မယ် အဲဥဆောင်ဥဆောင်နဲ့အခန်းကဏ္ဍပါပါတိုက်တယ်လို့လည်းဥဆောင်ခိုင်းမယ်အဲအဲ့လိုမျိုးနဲ့ကျမတို့ကလက်တွဲညီညီနဲ့တပါတီလုံးဟိုတိတိယောက်ယောက်နဲ့ရွေးကောက်ပွဲဝင်နိုင်အောင်ကျမစူးစမ်းဆောင်ရွက်နေပါလေရှင်ကျမတယောက်တည်းလို့ပြောလို့ရှင်တော့ကျမကျမတယောက်တည်းလို့ပြောလို့ရှင်တော့ကျမတသက်လုံးကဒါနိုင်ငံအရေးကိုဆောင်ရွက်ခြင်းလို့ကိုယ့်ဟာကိုယ်လုံးတမျှအလုပ်တည်ပြီးတစ်ချိန်ကျရင်နိုင်ငံတော်အကျိုးရှိရမယ်ဆိုတော့စိတ်နဲ့ပဲကျမလုပ်နေတာဖြစ်ပါလေရှင်ကျေးဇူးပါရှင် မင်းမြတ်လို့တော့မိယာကြီးများရှိပါသေးသလားခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဟုတ်မင်းကလေးကျန်နေသေးတော့တော့နိုင်ငံရေးပါတီကသူတို့အာဏာရဖို့တော့ဘောနော်ပါတီဒီဒီလူလူကိုဂရိတွေအများကြီးပေးကြတာရှိပါတယ်ရှင်းပါလဲကျွန်တော်အများကြီးတွေ့နေလို့ပါဟုတ်တကယ်လို့ဆိုရဖြစ်လာရောတချို့ကတော့ပေးထားတဲ့ဂရိတွေကအိမ်မက်တဖြစ်ကုန်လားများပါတော်ပေးပေးရတယ်ဗျာတော့ကျွန်တော်သိချင်တာပြည်သူ့ရှေ့ဆောင်ပါတီရောဒီရွေးကောက်ပဲဂရိတွေအတွက်ဘယ်လောက်ထိအမှတ်ခံချက်ပေးနိုင်မလဲဒါတစ်ချက်ပါနောက်တစ်ချက်ရှိပါသေးတယ်နောက်တစ်ချက်ကတော့ ယူဟိုတယ်ယူယူရတယ်ကျွန်တော်မေကွန်ကဒီပြည်သူရှေ့ဆောင်ပါတီရဲ့နိုင်ငံရေးရည်ရွယ်ချက်ကိုကျွန်တော်တို့သိခွင့်ရမှာဆိုရင်သိကြမှာပဲဗျဒါလေးပါ